ဆက်ပါလို့လည်းရှိဦးဆိုပြီးနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်ရဲ့ Note Tiger Channel ကိုနေ့ရက်တိုင်းအစီအမဲကြည့်ရှုပေးတဲ့ဒူတဲ့ကိုလည်းကြည့်ဦးတည်တယ်လို့လည်းရှိဦးဆိုပြောကြားရှင်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုတော့ငယ်ကိုစီတို့ရဲ့ reaction လေးပဲဖြစ်ပါတယ်အတူတူကကြည့်ရှုနားဆင်ကြရအောင်မင်္ဂလာပါဒီနေ့ကတော့နော်တူတူဆရာထင်ပြီးတော့သူတို့ဘက်အချင်းချင်းနဲ့မတည့်တဲ့နော်ယာရီတွေးပုတ္တမရဲ့ဗီဒီယို reaction လုပ်ချင်ပါတယ်ကြည့်ပါပါနော်မင်္ဂလာပါမျိုးကြီး ဒီနေ့နောက်25ခုနှစ်အောက်တိုဘာ9ရက်နေ့ဖြစ်ပါတယ်။အပြောကျူးနေတဲ့ရေပေါ်စီတူကိုကိုဇွဲကသတိပေးပြီးတဲ့ သွားပါလေဒီလိုလူဖြစ်ဖို့ကြားပူးတယ်လို့နေတဲ့ငကြွဲလူကောင်မျိုးစိတ်ဆုတရားမယ်လို့တစ်ခါမှတော့မတွေးနေဘူးဗျာနော်အခုတော့ဒီသတင်းတို့မိထုံးပွဲတော်နဲ့ပတ်သက်ပြီးတော့အများသူငါတွေကိုအပြော်ကျူးနေတဲ့ရေးပေါ်စီဆိုပြီးပြောလိုက်တဲ့ငကြွဲကျေးဇူးတင်ပါတယ်နော်ငါဆိုရင်ပြင်ပြဖြစ်မိတာလေဆိုလို့ရှင်တော့ဝိုင်းပြီးပြောကြတယ်။အာဘုံဝဲဟာ6နှစ်ဆက်မှာတင်းကျုစင်မီထုံးပွဲတော်ကိုစက်ကောက်စီကဘုံချင်းလို့ခလေးတငယ်တွေပါဝင်လူပေါင်း20ကျော်တေးပြီး90ကျော်ထိခိုက်ဒဏ်ရာရပါတယ်ဆိုပြီးတော့ကလိန်ကကြစ်ဝါရဖြန့်နေတဲ့ကောင်းနေကောင်းမရမိရကြီးကျေးဇူး။ဘာဖြစ်လဲကလိန်ကကြစ်ဝါရဖြန့်နေ ဝါဒဖြန့်တယ်ဆိုတဲ့စကားဒီမဟုတ်တာကိုဟုတ်ပါတယ်လို့လိမ်လည်ပြီးလူအများသိအောင်လုပ်တာဟုတ်တာကိုမဟုတ်ပါဘူးလို့လိမ်လည်ပြီးလူအများသိအောင်လုပ်တာအဲ့ဒါဝါဒဖြန့်တာနော်အဲ့တော့လက်ရှိအခုဘုံတို့ရွာမှာနေတို့စစ်တပ်ကပါရာမော်တာနဲ့ဘုံလန်ကျဲတာမကျဲဘူးလားကျဲတယ်နော်ကျဲတယ်နော်ဟုတ်တယ်နော်လာကျဲတဲ့အချိန်ပေတဲ့အထဲမှာပြည်သူတွေပါလာမှာပါဘူးလား PDF တွေတော့မပြောနဲ့အမှအသက်မပြည့်တဲ့ကလေးတွေပါတယ်ចောင်းတက်နေတဲ့ចောင်းသားတွေပါတယ် အသက်ကြီးတဲ့အမျိုးသမီးတွေပါတယ်နော်ဒါတွေအားလုံးကိုဗီဒီယိုဖိုင်နဲ့ရိုက်ပြထားတာနော်အဲ့တော့ဝါရဖြန့်တာလားတကယ်ဖြစ်လို့ဖြစ်တယ်ပြောတာလားအဲ့တော့တကယ်ဖြစ်လို့ဆိုရင်ကျွန်တော်ပြောမယ်ဘာဖြစ်လဲအဲစီမီတဲ့ဖိတ်ဖို့လို့ဘာဖြစ်လို့ညာဖြစ်လို့ပြောပြမယ်ရွာတရွာမှာလေတီးသူဆိုတာစစ်တပ်ဝင်လာလဲသူတို့ဘာမှလုပ်ပိုင်ခွင့်မရှိဘူးနော်စစ်တပ်လာမှာကြိုတိလွတ်အောင်ပြင်းပြင်းမပြင်းနိုင်တဲ့လူတွေတတ်ခံထိတာဘယ်လောက်ရှိနေပြီ ် PDF ဝင်လာလေဒီ PDF ကိုမကြိုက်တဲ့ဒီလိုစစ်တပ်အားပေးထောက်ခံလို့ဆိုရင်လေအဲ့ PDF ကိုဘာမှလုပ်လို့မရဘူးဘာမှပြောလို့မရဘူးအဲ့တော့ရွာမှာရှိတဲ့ပြည်သူကဘယ်ဘက်ကလာလာသူတို့ကဘာမှပြောလို့မရဘူးသူတို့ကတော့အခံဘက်ကပဲနေရမှာပဲအေးသူတို့အားပေးတဲ့လူဆိုရင်တော့သူတို့လက်ခံကြည့်လူလက်ခံမယ်သူတို့အားမပေးတဲ့လူဆိုတဲ့သူတို့အောက်သက်သက်နဲ့လက်ခံရမှာပဲဒါလက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့အရာဘယ်ဘယ်ဒါအမှန်တရားပဲကတိပဲအဲ့တော့အဲ့ဒီအနေထားမှာတည်င်းကျုပ်ပဲ့ရဲ့နော်စီမီပူဇော်ကြတယ်မြန်မာတွေရဲ့ထုံတန်းစင်လာ ။နောက်သူများရေဆိုဒါတာကိုတွေဘက်မှာဆိုခြံတွေထဲမှာတက်ပင်တွေကြားမှာလိုက်ထွန်းကြတဲ့မီးတွေ။အဲ့တော့အဲ့ဒီဘုံတို့ရောမှာရှိတဲ့သူတွေလည်းခုနကပြောသလိုတော်တော်ချစ်ခင်အားပေးတဲ့သူ။စီမီမှုဆိုရင်စုတောင်းကြတယ်။မေတော်အောင်ဆန်းစုကြည်ကြားမှာပါစေလွတ်မြောက်ပါစေ။ဒေါ်ဆန်းစုကြည်တို့ကဖန်စီကားခံရတဲ့သူတွေလွတ်မြောက်ပါစေ။သူတို့မီးပူဇော်ပြီးစုတောင်းတာ။အဲ့ဒါအရာဆွေးမှုလား။တယမမှုလား။အဲ့ဒါအမှုမြောက်တာလား။ဟမ်ရိုးရိုးလေးပဲလေသူတို့ရဲ့ရိုးရာကိုမီးပူဇော်တယ်သူတို့ ချစ်တဲ့သူတို့လိုချင်တဲ့သူကိုတို့ဆူတောင်းပေးတယ်မေတ္တာပို့ပေးတယ်အဲ့ဒါရာဇဝတ်မှုလားဟမ်အဲ့ရာဇဝတ်မှုတကယ်ရာဇဝတ်ကောင်ဖြစ်နေရင်တော့မှချစ်ခွင့်ရှိတယ်နော်ကျမ်းမာပါစေဆူတောင်းခွင့်ရှိတယ်ဒါဟာလူခွင့်ရင်တော့ပြောဟိုပြောမထိုက်တော့ဘူးဘာမှဘာမှမချစ်တဲ့အရာဆိုတော့အခုဒီလူတွေဒီမိထိုးပြီးတော့ဒီတိုင်းမိပြစ်ပါစေမဘာဖြစ်တာညာမင်းအောင်းနေတာမဟုတ်ဘူးတို့ချစ်ခင်တဲ့သူကိုတို့ကျမ်းမာပါစေချမ်းသာပါစေတို့ဆူတောင်းပေးနေတာအဲ့ဒါရာဇဝတ်မှုမြောက်လား အဲ့ဒီအချိန်မှာ PDF နဲ့လာရင်လာမယ်။နော် PDF နဲ့ဒီဟောင်ရောက်နေလိမ့်မယ်။ PDF တမ၄ရောက်နေတယ်အဲ့ထဲမှာ။အဲ့တော့အဲ့ဒီအချိန်မှာနေတော့ဘုံလာကျဲတယ်။ PDF နေတယ်အဲ့ဒီရွာသားတွေတည်တယ်။အဲ့ဒါအမှန်တရားလေမဟုတ်ဘူးလား။ဟမ်ဗီဒီယိုဖိုင်ထဲမှာတည်တဲ့အလောင်းနဲ့ကုန်ရိုက်ပြကျောင်းသားလေးရဆာခလေးဆိုဒီပေါင်နှောင်းပြက်ကြပြီးတော့ဟမ်ပူဆိုးပစက်အဲ့နေတော့လောက်ရဟောက်လားမဟုတ်ဘူးလား။အဲ့တော့နေတော့အခုလုံနေတဲ့လောက်ရကမြို့တွေမှာဒီမှာကြည့်နေနေလိုက်ရိုက်ပြနေတွေ့တယ်။ဒီမှာကြည့်တဲ့လူကွေအပြေဝါရှိတဲ့နေရာတွေကသူတို့အေးချမ်းနေတာ။ဟမ် နေတော့အကျံအဲ့လားအကောင်ဝင်းမလားအနေတော့အောက်ထုံးမှုအောက်မှာနေရင်အေးအေးချမ်းချမ်းနေရမယ်နေတော့ကိုတော်နိုင်ရင်ဒီလိုတက်ဖြတ်ခံထိမယ်ဘုံကျဲခံထိမယ်စစ်ရဲတဲ့ကြုံမယ်နေတော့ပြည်သူအကြောက်တရားရိုက်တွင်းနေတာလေဟမ်အဲ့တော့ဝါရဖြန့်တာဘယ်လိုဖြန့်တာအဲ့တော့နောက်တစ်ခုမေးရအောင်မယ်နေစောက်ရှက်မရှိရိုက်ပြနေတာနေကမေးမယ်လူ့ဘဝရဲ့ပြေဝရှိတဲ့နေရာကြီးတော့ဒီလိုပဲဆိုတော့တကယ်လူ့ဘဝရဲ့အပြေဝရှိတာဟမ်တကယ်ပဲလားအဲ့ဒါဆိုရင်ငါအများကြီးမမေးဘူးအဲ့ဒီနေရိုက်ပြတဲ့ဒေတာလူတွေဟာသူတို့ရင်ထဲက ဖြစ်ကျင်တဲ့အရာဆန္ဒကိုပေါ်ထုတ်ခွင့်ရှိရဒါလူခွင့်ရဲ့အခြေခံအကြဆုံးအချက်လေးတစ်ချက်ပဲအနောက်လေးတော့ရနိုင်ပြီလားရနိုင်မယ်ဆိုရင်တော့နေပြောတာလက်ခံလိုက်မယ်ဟမ်ရနိုင်ပြီလားအဲ့လိုလဲဆိုတော့အခုခဏတို့ပြောနေတယ်အပြောင်ကျူးနေတယ်ရေပေါ်ဆေးဆိုရယ်လူအုပ်ထဲမှာတချင်းကလက်သုံးချောင်းထောင်ခဲ့တယ်လူကြီးအများကြီးပါရဲ့အဲ့ဒီလူအုပ်ထဲမှာ စီဒီအန်လုတ်သွားတယ်ပညာရေးဝန်ထမ်းတွေကျန်းမာရေးဝန်ထမ်းတွေနိုင်ငံဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေအများကြီးပါတယ်ဟုတ်ပြောပြောကြပြောအခုလက်ရှိတဲ့တို့မိထုံပွဲတွေကိုဝင်ရောက်ဆင်နွှဲတဲ့လူအုပ်ကြီးဟုတ်ခင်ဗျာတို့ပြောနေတဲ့ငဇွဲတို့ပြောနေတဲ့အပြော်ကျူးနေတဲ့ရေပေါ်စီဆိုတဲ့လူအုပ်ထဲမှာအကုန်လုံးကစစ်တပ်ကိုချစ်နေကြတဲ့လူတွေဟုတ်ဘူးအကုန်လုံးကလက်ရှိတက်မတော်အစိုးရကိုထောက်ခံနေကြတဲ့လူတွေမဟုတ်ဘူးတို့ရပိုင်ခွင့်ရတို့တို့ရဲ့ right တို့ရဲ့အခွင့်အရေးတို့ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေရဲ့အခကြီးအကြီးလေးအကြီးမျိုးကိုစိတ်မထွန်းမင်းပူဇော်ကြတာရွှေဘုံစီတော်မျက်ကြည်မှာဆိုလို့ရှိရင်အော်ဗုဒ္ဓဘာသာအကြီးအကြီးမျိုးစီမီးသွင်းပူဇော်ကြတာနေတော့အုတ်ထုံမှုအောက်မှာရောက်နေတဲ့နေရာမှာစီမီးသွင်းပူဇော်ရင်တော့ပူဇော်ခွင့်ရတယ်အဲ့လိုလားမြို့ငါမေးမယ်တကယ်ပဲအဲ့လူတွေကလူခွင့်တကယ်ရနေလားနေဆောက်ရမရှိရိုက်ရနေလားဟမ်နေမရှိဘူးလားနေတို့တွေဟိတိအော်ဒါပတရားဆိုတာဖင်ပြောင်ချုပ်ပြီးလမ်းလျှောက်ပြီးမှနေတို့ကဟိတိအော်ဒါပတရားထင်တယ်ဟမ်ရှက်စရာကိုရှက်စရာကောင်းမှမတိအောင်အောက်တန်းချနေတဲ့နေတို့ရဲ့စိတ်သက်တွေကလေနေတို့ဘဝကိုနေတို့ဖျက်ဆီးနေတာ တိလားအဲ့ဒီနင်ပြောတဲ့မုံရွာလူအုပ်ကြီးဟာသူတို့ရင်ထဲကစံသအမှန်ကိုဖော်ထုတ်ခွင့်ရှိမှာလားကဲတစ်ဖက်မှာနေတို့လှုပ်ပေးတဲ့ပွဲမှာကခွင့်ရမယ်တစ်ဖက်မှာကနော်ဒီသူတို့မကျင်တတ်ချက်တွေကိုဖော်ထုတ်ရမယ်တော်လန်ရောမကျင်တတ်နေတော်လန်ရောမကျင်တတ်လို့ဖော်ထုတ်ခွင့်ရှိမယ်မင်းအောင်လိုင်ကိုမကျင်တတ်နေမင်းအောင်လိုင်ကိုမကျင်တတ်တော့မအင်းနဲ့ငါနဲ့တော့ခွင့်ရှိမယ်အဲ့ဒီလူအုပ်ကိုတွားမင်းကြည့်ဘယ်ဘက်မှာနေမလဲလို့လှုပ်ခွင့်ရှိခဲ့ရင်ဒါနေလဲတည်တယ် ဲ့တော့ဘာမှလုပ်ခွင့်မရှိဘဲနဲ့အကုန်ပိတ်ဆို့ထားပြီးတော့ဓမ္မတိလုပ်ခွင့်ရင်းဆိုတော့နင်ဖင်ခံလိုက်လေအမရိုးရိုးမခံနဲ့အဲ့ဒီပွဲကိုပတ်ပြီးခံလုပ်ခွင့်ရင်းအပြည့်အဝရှိတယ်ကျမအောင်လာစော်ကြပါလို့သိလားဘာမှမပြောခွင့်တော့မရှိတာနင်တော့ကလေဟိုတွေးတော့တွေးခွင့်မတည်မရလို့အကယ်၍လူတယောက်ကတွေးနေတာကိုနေလို့တည်ဝင်ရမယ်ဆိုရင်တွေးတဲ့ကောင်တော့နေလို့ဖမ်းပြီးထောင်ချမှာတွေးပြီးရုံလေးနော်ဟောအမေစုပြန်มาပါစေမတရားဖမ်းဆီးခံရတဲ့နိုင်ငံကောင်းဆောင်နေတော့တည်င်းညွညာလေးမှာဟိုလွတ်ပါစေ အတွေးလေးတွေးမိရင်တောင်မှဟာဒီကောင်တွေးနေပြီဖမ်းဆိုဖမ်းရမှာမင်းတို့ဖြစ်နေအဲ့ဒီအဲ့တော့လူတယောက်ကိုဘာမှကိုယ်ရင်ထဲကစံနာထုတ်ဖို့ဆိုတာအဝေးကိုဖြစ်နေတိုင်းဖြစ်ခွင့်လုံးလုံးချင်တိုင်းလုံးခွင့်ရဖို့ဆိုတာအဝေးအဲ့လိုဟာမျိုးကိုအကောင်ထုံနောက်ဖိနှိပ်ပြီးတော့မှဒါလူခွင့်အပြည့်ဝရရဆိုပါတဲ့နုနေနေနေတို့ပြောတဲ့လူခွင့်ကနေဖေတဲ့နေတဲ့ညာလာလူခွင့်ရလားဟမ်ဘုဒ္ဓမငါအဲ့လိုမမေးရတော့မဲအဟောက်ပြောလေဟမ်စောင့်ချက်မရှိဘူးလဲနေမှာ ဥချစရာနေရာတော့မရှိဘူးလူတွေကြဲကြဲတော့နော်ဥချမှုနေရာတော့မရှိတော့လူတွေစီကားချတယ်အခုလိုမျိုးတင်းညောင်မှာဖြတ်ပြီးပြောတာရှိတာကလေအဲ့လိုအခချင်းရဲချင်းလေးရဲချင်းရွှေပုံချင်းတို့မျက်ကြီးမှာဟာလူတွေကြိတ်ကြိတ်တွန်းနေပြီဆိုရင်နော်ကုလဗုဒ္ဓဘာသာတွေကဘာပြောလဲကိုယ့်ရင်ဖျားလေကိုယ်ဥချလို့ရတာပဲဆိုတဲ့အလူလန်းလာတွေရှိသေးတယ်အဲ့လိုပြောတိုင်းမှာကျမအနေနဲ့ခြေပါလေးရှိတယ်အခုလည်းထပ်ပြီးပြောမယ်ကျမတို့အိမ်မှာဈေးတွေပထိုးတွေပိုးခွေတယ်ကျမတို့အိမ်မှာဖျားကြောင်းတော့ပိုးခွေတယ်ဆိုတာကကျမတို့ကအုတ်တိတ်တာစီတီးလို့ခေါ်တယ် ဘုရားရှင်ရဲ့ဘုန်းတော်တည်နော်ဘုရားရှင်ရဲ့ဣတိပိတော်ဘဂဝါအေရဟံတမန်တမန်တော်ဝိသာသရဏတမန်တော်သူကတော်လောကဝိတုအနုတ္တရောဘုဒ္ဓတာဓမ္မသာရတိသတ္ထာဒီဝမြို့တာနဲ့ဘုတော်ဘဂဝါဆိုရင်ဘုန်းတော်ကိုစီမံပြီးတော့ပူဇော်တာဒါပေမဲ့ဖေကိုတီတော်မြတ်ကြီးမှာဓာတုစီတီတတ်တော်ကိုစံတော်ကိုထာပနာထားတယ်ဓမ္မစီတီဓမ္မခန္ဓာပေါင်း၈၄၀၀ ဟုတ်ဒိတာစီတီပရိပောကစီတီပရိပောကဆိုရင်မြတ်စွာဘုရားရှင်ရဲ့အတုံးဆောင်ရေစစ်တော်တောင်းမြေတော်တွေကိုသာပနာထားတယ်ဒါကြောင့်မို့လေးစုတက်ပုံရွှေတက်ပုံသာပနာထားတယ်ဟုတ်လားနေဘလူပြောနေနေနေတိထားဟမ်မြန်မာပြည်မှာအဲ့ဒီဗုဒ္ဓဘာသာပါဆိုပြီးတော့ဗုဒ္ဓဘာသာအယူနဲ့စန့်ကျင်ဘက်ဂျင်းတွေကိုဖိမှောင်းထောင်းနေဟိုင်တပုံကြီးဟမ်ဖျားတဆူပွင့်မှုတွေလေးတိရှင်နဲ့ကဘာတသိန်းဆိုဟမ်အဲ့ဒီအရှိကကကုတံခေါနာကုံတို့ရဲ့အတုံးဆောင်ပစ္စည်းတွေအဲ့ဒီလေးတင်ရှိပြီးတဲ့ပြင်ကဘာတသိန်းလုံးကိုဘလူတိန်ပေးထားတယ်နေသိန်းထားတယ်ဟမ် ါ်တယ်မသိသူပဲတွေ့တာကြာတော့မယ်ဟုတ်ဒိတာဇီးတွေထဲလေးစုတပုံရွှေကုံကိုလာရောက်ဖုံးမြော်ရဲ့လူတွေများပြားတယ်ခင်ဗျားတို့အမုံစိတ်နဲ့ရရကမှလက်ပြော်မပုတ်ခတ်ကြနဲ့မပုတ်ခတ်တာမဟုတ်ဘူးလက်တွေ့ပြောတာအဲ့ဆိုရင်အိမ်ရဖင်ရကိုရှစ်ခိုးရင်ရမဲ့ကုတို့နှုံနှမ်းနဲ့အဲ့ဒီနင်ပြောတဲ့ဟမ်ဓာတုဇေဒီရွှေတကောင်မြတ်ကိုဖူလို့ရှိရင်ရမဲ့ကုတို့ရွှေတကောင်ကပို့ပြီးပို့ကြည့်တာငါကွာမေးတာမဟုတ်ဘူးလေရတာအဲ့လိုဟမ်ရိုးရိုးရှင်းရှင်းလေးဗုဒ္ဓဘာသာကိုစမ်းပြအောင်လို့အယောင်နေမစိုးနဲ့ တိလဘယ်နေရာမှာဖြစ်ဖြစ်အဓိကစိတ်ပဲရွှေတကောင်တော့ဘူးပြီးစောက်ကျင်မကောင်းတဲ့မေးအောင်နိုင်လို့မအေလို့ရွှေတကောင်တော့အုပ်ကူကုန်းချလဲစောက်ကျင်မကောင်းတော့ကစောက်ကျင်မကောင်းတာပဲတိလအိုက်ခိုက်ကြတယ်လက်ရှိမှာဒင်းချုပ်ပွဲတော်ဆိုရဒါဘာသာရေးပွဲတော်ခမတို့ကဘာသာရေးကိုအတုံးချနေနိုင်ငံရေးအမျက်ထုတ်နေတဲ့အောက်တန်းစားတွေအေးဟုတ်တယ်ဘာသာရေးအတုံးချနိုင်ငံရေးအမျက်ထုတ်နေအောက်တန်းစားတွေဟုတ်တယ်နော်ဘာသာရေးကိုအတုံးချပြီးနိုင်ငံရေးအမျက်ထုတ်နေတဲ့အောက်တန်းစားတွေ ပြီးရင်အဲ့ဒီဘာသာရေးကိုအတုံးချပြီးနိုင်ငံရေးအမျက်ထုတ်နေတဲ့ဟာတွေကိုထောက်ခံအားပေးတဲ့အောက်တန်းစားတွေလည်းတည်ကြည်ဆုံးတဲ့အကုံသေးလေးမကြည့်နေနော်လာလက်တုံးချောင်းထောင်ကဲစီတန်လုတ်ခဲ့ခမားတို့ကိုအားပေးတယ်လူတွေကိုလည်းခမားတို့ကိုရုံရှာမုန်းတီးလိခမားတို့ရဲ့လုံရက်တွေကယုံတောင်းပြီးခွေးမြောင်းလိုက်ဖြစ်နေတယ်ဆိုတာသူတို့ကိုယ်တိတိပဲနော်ယုံရှာမုန်းတီးတာကအဲ့ဒီလူတွေမှာလုတ်ပိုင်ခွင့်မရှိတော့တာဟမ်မဟုတ်ဘူး ယွန်ရှာမုံဒီဝါတာလားတော်လန်ရေကိုလောက်ခဲ့တဲ့ဒူတွေဟာတော်လန်ရေကိုယွန်ရှာမုံဒီတို့မလောက်ကြတော့တာလားနေတော့အမဲ့လင်နေအရှင်းပြောရင်နေအလကားကျုံနေတဲ့ကောင်လေးပေါ့ကွာဟမ်အဲအလကားကျုံနေတဲ့ကောင်လေးကနော်လူတယောက်ကဆန္ဒဆိုတာအင်းဒီအနီကြိုက်တော့ဝှက်ဝှက်မရှိဟမ်ကိုချစ်တဲ့လူကိုချစ်တယ်တော့ပြောခွင့်မရှိကိုအသားမှာကိုချစ်တဲ့လူရဲ့ပုံတက်တူးထိုးအောင်ထိုးခွင့်မရှိဟမ်ဖြစ်တယ်ဖြစ်တယ်ကြည့်မနဲ့ချက်ခံဝညညဖောင်းဝမနဲ့အလောင်းလာဖို့အဲ့လိုလုံချင်တိုင်းလုံလို့ ကိုယ်စံသားကိုတော့ဘာမှထုတ်ဖို့လုတ်ပိုင်ခွင့်ပြောဆိုပိုင်ခွင့်မရှိလို့သူတို့ဟာသူတို့ဘွားတွေမှာငြိမ်ပြီးနှိစက်ရဖြစ်သွားကြတာမှန်မှန်ပြောနော်နေပြောတာကိုမှန်ရင်ငါတိုက်တယ်လို့ခံတယ်ငါပြောတာမှန်ရင်နေဘယ်လိုခံလဲလူကိုမွေးထားတာကလူဆိုရင် လူနဲ့ဖောက်ပြီးမွေးထားတာဆိုရင်လူလိုတွေးလူလိုပြောလူလောက်ကိုလောက်အေးလူနဲ့စက်ဖောက်ပြီးမွေးထားတာမဟုတ်ရင်တော့တိုက်တယ်လို့လောက်တိလိုက်အရှင်းလေးပဲ မဟုတ်ကဟုတ်ကစကားကိုမဟုတ်မမှန်တဲ့စကားကိုငါပြောရင်ငါအောက်တန်းသားဖြစ်မှာနော်နင်ပြောရင်နင်ဖြစ်မှာအဲ့ကောကိုစဉ်းစားသိလားဒီနေ့ခေတ်မှာလူတွေက brain တွေကအားလုံးက level ဖြစ်နေပြီနော်မြင်းတဲ့လူနဲ့အောက်ချင်နွားကြောင်းနေတဲ့လူဆိုပြီးတော့နွားကြောင်းသားဆိုသွားထင်မသေးနဲ့ကိုယ့်တဲ့အတ္တိတရားမြင်းနဲ့နွားကြောင်းသားတွေရှိတယ်နော်ကိုယ့်ကိုမထင်နဲ့မပုဒ်ဘူးပြည်သူတွေနေအဲ့လောက် short မသွက်နဲ့နော်နင်တို့ဝါရမိုင်းဖြန့်တိုင်းပောက်ပန်း၄၀ပြောတိုင်းယုံတဲ့ထဲမှာပြည်သူတွေမပါတော့ဘူး ဒါကြောင့်လို့အခုလိုမျိုးရုံတောင်ပြေးခွေးမြောင်းလိုက်ဖြစ်နေတဲ့ကိုယ့်ရဲ့လောက်ရက်တွေကိုကိုယ်တိုင်မမြင်ပဲကိုယ့်မြင်ချင်းကိုမမြင်ပဲနဲ့စေအတက်ကိုလူထုမုံမစစ်တပ်မုံဒီပဲတမင်ဝါဒဖြန့်နေတယ်ခမတို့လူတန်းစားတွေကိုဒီတစ်ခါတော့ကျမကကြံဖန်လေးကျေးဇူးတင်ပေးလိုက်မယ်စစ်တပ်မုံဒီရဲ့ဝါဒဖြန့်တာလားမုံစရာအလုတ်တွေလုတ်တဲ့စစ်တပ်ကိုပြောပြတာလားနံပါတ်1နော်စစ်တပ်မုံဒီရဲ့ဝါဒဖြန့်တာဆိုတော့စစ်တပ်မှာပြည်သူမုံစရာမရှိဘဲနဲ့ရှိပါတယ်ဆိုလိန်ညာပြီးတော့ပြောတာ အဲ့ဒါဝါဒဖြန့်တာဒါပေမဲ့စစ်တပ်ကပြည်သူမုန်းစရာတွေကိုလုံနေလို့ဟဲ့ဒီဟာတွေကတော့မုန်းစရာကွယ်ပြည်သူကိုတို့ရုပ်မာတယ်တို့ရက်ဆက်တယ်ပြောတာအဲ့ဒါဝါဒဖြန့်တာမဟုတ်ဘူးအမှန်ကိုအမှန်ပြောတာအဲ့တော့ဓမ္မအမှန်ဆိုတော့ဓမ္မပဲအဲ့ဒီဓမ္မကိုကြောက်တာဘလို့လဲအဓမ္မတွေပဲအဲ့ဒါကိုယ့်ကိုစဉ်းစားနော်အခုပြပါဆုံးတက်ဆက်ပေးခြင်းတဲ့တင်ကတော့ရန်ကုန်တလတတာနောက်ဆုံးအဆင့်ကိုအကျန်းဖက်မင်းအွန်လိုင်းလာကြည့်ဖို့ရှိလို့ဆိုပြီးမြေကူတမ်းမစိတ်တွေအားလုံးပိတ်ပင်ခဲ့တဲ့အပြင် မြစ်အတွင်းစစ်တင်းဘော်တွေပါကင်းလှဲ့ခဲ့ရုံနဲ့မကဒလမြို့နေနဲ့ရန်ကုန်မြို့စိတ်ကန်းဝင်းကျင်တခုလုံးကိုပါစစ်တပ်ကလုံခြုံရေးတွေတင်းကျပ်ခဲ့ပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒါနဲ့ပတ်သက်ပြီး GIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကလည်းလက်ရှိဗမော်မြို့ကစစ်တပ်စခန်းတချို့ကို KIA ပူပေါင်းတပ်တွေကပြန်လည်သိမ်းပိုက်ထားပြီးစစ်တပ်ကထေတဲ့သူတွေများနေတဲ့အကြောင်းကိုပါရန်ကုန်ခေတ်ကိုအတိအပြုပြောထားပါသေးတယ်။အခုတခါ KIA ရှေ့တန်းတရင်ရင်မြစ်ကလည်း ဗမော်မျိုးတွင်းကအချမ်းဖတ်စစ်တပ်တဆွဲထရနေရ9ခုထပ်မနေကိုအော်တိုဘားလ9ရက်နေ့နဲ့10ရက်နေ့တွေမှာပဲ GIA ပူပေါင်းတပ်တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့အကြောင်းနဲ့စစ်တပ်ကိုတံပြန်ထိုးစစ်ဆင်နေပြီဖြစ်တဲ့အကြောင်းရန်ကုန်ခေတ္တကိုပြောထားပါသေးတယ်လက်ရှိ GIA ပူပေါင်းတပ်တွေပြန်လည်သိမ်းပိုက်လိုက်တဲ့ဗမော်မျိုးကစစ်တပ်စခန်းတွေဟာခလာရ40ခွန်တရင်နာကကာကင်းစခန်းတွေနဲ့နှစ်မိုင်နဲ့အရှိသားစီခေါက်ကွင်းအနားမှာရှိတဲ့စစ်တပ်ရဲ့ခြေကုပ်ကင်းစခန်း3ခုဖြစ်တယ်လို့ပြောထားတဲ့အပြင်အဲ့ဒီတိုက်ပွဲတွေတည်းကနေ လက်နက်ခဲယမ်းတွေကိုလည်းတော်လိုင်းရေးတပ်တွေကတင်စီရရှိထားသေးတယ်လို့ KIA ရှေ့တန်းတရင်မြင့်ကပြောပါတယ်။လက်ရှိဗမော်မြို့တွင်းတိုက်ပွဲတွေမှာ KIA ပူးပေါင်းတပ်တွေကစစ်တပ်ကိုတံပြန်ထိုးစစ်ဆင်နေပြီဖြစ်တယ်လို့တိုက်ပွဲတွေလည်းနေ့စဉ်ဖြစ်ပွားနေပြီးစစ်တပ်ကတော့သူတို့ရဲ့ထုံးစံအတိုင်းဗမော်မြို့ကိုသူတို့စစ်တပ်ကအသာစီးနဲ့စိုးမိုးနိုင်ပြီလို့လိန်လေဝါရပြန့်တင်းတွေထုတ်ပြန်နေပြီမဲ့လက်တွေ့မှာတော့အခုအော်တိုဘာလ9ရက်နေ့နဲ့10ရက်ထဲမှာတည်း ဗမော်မြို့တွင်းကသူတို့စစ်တပ်တဆွဲထရာစခန်း၅ခုထပ်မင်းဲကို GIA ပူပေါင်းတပ်တွေကတက်ခိုက်သိမ်းပိုက်လိုက်ပြီးအဲ့ဒီတဆွဲထတဲ့နေရာတွေကစစ်သားတွေဟာသူတို့အခြေပြုထားတဲ့တရင်ဌာနချုပ်ဘက်ကိုပြန်ဆုပ်ပြေးသွားကြတဲ့အတွက်ဗမော်မြို့တွင်းနေရာအများစုမှာဒေါ်လန်ရေးတပ်တွေကသာစိုးမိုးထားတဲ့အခြေအနေနဲ့စစ်တပ်ကိုတံမြန်ထိုးစစ်ဆင်နေပြီလို့ GIA ရှီတန်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျဒါကတော့ဒီကနေ့အောက်တိုဘာလ10ရက်နေ့မနက်ပိုင်းမှာပဲ ဖားကံမြို့နယ်အရှိတ်ဘက်ကမလန်းကြည့်ရပကိုးအကြံဖက်စစ်တပ်ကထပ်မံစစ်ကြောင်းထိုးလာပြန်တဲ့အတွက် GIA ပူပေါင်းတပ်တွေနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်ဆိုပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်း GIB ရဲ့ပူပေါင်းတပ်တွေကအကြံဖက်စစ်တပ်စစ်ကြောင်းတစ်ကြောင်းလုံးကိုပိတ်ဆို့တိုက်ခိုက်ချေမှုနေရမှာစစ်တပ်ကတော်တော်ကိုအထိနာနေတဲ့အတွက်ဝိုင်းတွဲလေရင်နဲ့လာပြီးဘုံဒီအလုံး40ကျော်ပစ်ချပြီးတော့ပစ်ကူတွေပေးနေရတဲ့အခြေအနေဖြစ်နေပြန်တယ်လို့ GIA စီးရဲတရင်ရင်းမိကပြောထားပါတယ်။လက်ရှိဖားကံမြို့နယ်ရောက်နေတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းတွေဟာ ် GI ပူပေါင်းတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုပြန်လဲလိုချင်တဲ့အတွက်စစ်ကြောင်းတွားထိုးလိုက်သူတို့စစ်တပ်ကပဲအထိနာပြီးပြန်ဆုတ်ပြေးသွားလိုက်တဲ့လုံနေရမှာအခုတခါလဲထပ်ပြီးစစ်ကြောင်းထိုးလာပြန်တယ်လို့ဒီဒီချိန်လဲသူတို့စစ်တပ်ဘက်ကပဲအထိနာနေပြန်တဲ့အတွက်လေကြောင်းပစ်ကူတွေပါအသက်အတန်ပေးနေရတဲ့အခြေအနေတွေဖြစ်နေတယ်လို့ KAI စီးရဲတရင်ရင်မိကပြောထားပါတယ်ခင်ဗျဒါကတော့အော်တိုဘာလ6ရက်နေ့ကပဲ ပြည်မြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ခွေးရဲချေးရွာကပြူစော်တီကောင်းဆောင်လှမြက်ဆိုသူကိုတော်လန်ရဲရဲဘော်တွေကဝင်းတင်စိတ်ချေးရွာအနီးမှာအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုပါလေအဲ့ဒီလိုဖမ်းဆီးရမိပြီးတဲ့နောက်ပြူစော်တီကောင်းဆောင်လှမြက်ကိုတော်လန်ရဲရဲဘော်တွေကစစ်စေးမေးမြန်းဖို့အတွက်ခေါ်လာတဲ့အချိန်မှာပဲလန်ခုလက်မှာတော်လန်ရဲရဲဘော်တွေကိုခုခံပြီးထွက်ပြေးတာကြောင့်ပြစ်ခတ်ဖမ်းဆီးလိုက်ရမှာပြူစော်တီကောင်းဆောင်လှမြက်ဟာနေရာမှာပဲပွေချင်းပြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီပြူစော်တီလှမြက်စီကနေ ခဲသည်ထည့်ပြီးပြစ်ခတ်ရတဲ့ပစ္စတိုတနက်တလက်နဲ့ဆိုင်ကယ်အပြင်ဖုန်းတစ်လုံးကိုပါတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ်။အဲဒီလိုပြစ်ခတ်ရှင်းလင်းခံရတဲ့ပစ္စတိုကောင်းဆောင်လှမြင့်ဆိုသူဟာပေါင်းတလေမြောက်ချမ်းရဲ့ပစ္စတိုကောင်းဆောင်ဖြစ်ပြီးစစ်တပ်အမာခံထောက်ခံသူဖြစ်တယ်လို့ကြေရွာတွေကလူငယ်တွေကိုလည်းစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်တပ်ထဲကိုပို့နေတဲ့သူဖြစ်တဲ့အပြင်လက်ရှိစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲကိုပါအာဂျိုမန်တက်လိုက်ပါလှုပ်ဆောင်နေုံနဲ့မကပြူစောဒီအဖွဲ့တွေပါဖွဲ့ပြီး ပြည်သူတွေကိုစစ်တပ်အားကိုးနဲ့နှီးပေါင်းဆုံးဖိနှိပ်အနိုင်ကျင့်နေသူဖြစ်တယ်လို့အခုတော့သိပြီလို့ပြည်ခရိုင် PDF တရင်တာဝန်ခံ Raster ကပြောထားပါတယ်။လက်ရှိဘကိုးတိုင်းပြည်မြို့နယ်ဒဲကစစ်တပ်တောက်တိုင်းအုပ်ချုပ်ရေးမှုတွေပြူစော့ထီးတွေနဲ့အပေါင်းပါလက်ပါစစ်တွေအနေနဲ့ပြည်သူတွေကိုစစ်တပ်အားကိုးနဲ့အမျိုးမျိုးအနိုင်ကျင့်ဖိနှိပ်မှုတွေဆက်ပြီးလုပ်နေမယ်ဆိုရင်တော့အခုပြူစော့တီခေါင်းဆောင်လှမြင့်ဆိုသူလိုပဲရှင်းလင်းတုတ်တင်ခံရမှာဖြစ်တယ်လို့ပြည်ခရိုင် PDF တရင်တာဝန်ခံ Raster က အတိပေးထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့မန္တလေးတိုင်းငဇုံမြို့နယ်ကမြို့သားစေးမြောက်ဘက်တောင်မှာပြည်သူတွေစီကနေစစ်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်တွေကိုဒေါ်လာရင်းတပ်တွေကဝင်ရောက်တက်ခိုက်မှုအတွေ့စစ်တပ်ဘက်က၃ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်၂ဦးကပြင်းထန်ဒဏ်ရာရသွားတယ်လို့ငဇုံ Special Task Force ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒါကတော့အော်တိုဘလရှိယနီကပဲငဇုံမြို့နယ်မြို့သားစေးမြောက်ဘက်တောင်မှာ ပြည်သူတွေနဲ့လမ်းသွားလမ်းလာခီးသွားကားရီစီကနေပါဆက်ကြီးကောက်နေတဲ့အကျန်းဖတ်စစ်တဲ့တပ်ဖွဲ့ဝင်တွေကိုဒေါ်လာဟင်းတပ်တွေကဝင်ရောက်ပစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခိုက်မှုအတွေ့စစ်တပ်ဘက်က၃ဦးကတော့အတီးသီးသိကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား၂ဦးကဒဏ်ရာတွေရသွားပြီးဗီဒီယိုတင်းမှာလည်းစစ်သားတွေပစ်ခတ်မှုတွေကြားသွေးယူသွေးတက်ထွက်ပြေးနေတာကိုလည်းမြင်တွေ့နေရတယ်လို့ငဇော် Special Task Force ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ တစ်ဖက်မှာတော့အကျန်းဖက်စစ်တက်က6မြို့နဲ့ဝမ်တွင်းမြို့နယ်တွေမှာစစ်မှုထမ်းအပတ်စဉ်18အတွက်လူငယ်25ဦးနှိပါကိုပေါ်တာဆွဲဖမ်းဆီးတွားပြန်တယ်လို့ဒေတာတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ဒါကတော့အော်တိုဘာလ6ရက်နေ့ကနေ7ရက်နေ့အတွင်းမှာပဲမကွေးတိုင်း6မြို့ဘောကရက်ကွက်တွေတဲကိုအကျန်းဖက်စစ်တက်ကညာပိုင်းအချင်းတွေလာပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေရမှာ၃ရက်အတွင်းမှာလူငယ်အယောက်20ဝန်းကျင်ဖမ်းဆီးခံလိုက်ရတဲ့အကြောင်းကိုတိထားရတယ်လို့ 6မျိုးနဲ့ PDF ရဲ့တာဝန်ခံ Phoenix ကပြောထားပါတယ်။တစ်ဖက်မှာတော့ဒရင်သာရီမြို့နယ်နဲ့ဒဝဲမြို့နယ်တွေမှာအကြမ်းဖက်စစ်တပ်ကလေးနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူအယောက်400ဝန်းကျင်ဟာထိုင်းမြန်မာနယ်စပ်ကိုထွက်ပြေးတိမ်းရှောင်နေရပြီးထိုင်းအာဏာပိုင်တွေကပါစစ်ရှောင်တွေကိုအကူအညီပေးမှုတွေလှုပ်ဆောင်ပေးခဲ့ရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။တဲ့ဘုံကျဲတက်တာကိုနော်မသားစီးတဲ့အပြင်မှန်ပါတယ်ဟုတ်ပါတယ်ဆိုပြီးတော့မြောက်ပေးနေတဲ့ အကျံပဲအားပေးနေတဲ့ကကြော်စိုးဦးဝက်လီးရဲ့နော်ဝက်လီးကြော်စိုးဦးရဲ့ဗီဒီယိုဖိုင်ကြည့်ပါပါကျွန်တော်ရီရှင်လုပ်ဖို့နောက်တဲ့တင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ချောင်းနဲ့မုံရွာအဆက်မုံရွာအဆက်ကဘုံတိုကြီးွာဘုံတိုကြီးွာစာတင်ကြောင်းထဲမှာစကန်ချတဲ့အကျံပဲအုပ်စုတွေရဲ့စကန်ကိုဒီတက်မတော်ကဘုံကျဲရှင်းလင်းလိုက်တယ်အဲ့ပါအကျံပဲအုပ်စုတွေ20ကျော်သေးတယ်20ထက်ထိထိလိုက်တင်ရရတယ်ဖြစ်စဉ်ကအော်တိုဘားလာချောင်းနဲ့ည9:15မိနစ်ခန့်အချိန်ကဒီမုံရွာနဲ့ချောင်းအဆက် ဘုံတို့ကြီးပါစာတင်ကြောင်းထဲမှာစကန်ချတက်ဆွဲနေတဲ့အကြမ်းဖက်အုပ်စုတဲ့စကန်ကိုတက်ကဘုံကျဲလိုက်တယ်ဘုံကျဲလာကလေးနဲ့ကျဲတာမဟုတ်ပါဘူးနာမခမုံရွာနာမခကနေကျွန်တော်ပါရာမူတာနဲ့တက်လာပါရာမူတာနဲ့တက်ပြီးတော့လေုံစီးပြီးတော့အဲ့စကန်ကိုဘုံကျဲလိုက်တာစာတင်ကြောင်းမှာစကန်ချနေတဲ့အကြမ်းဖက်အုပ်စုကိုဘုံကျဲလိုက်တာအဲ့မှာအကြမ်းဖက်အုပ်စုတွေပေးတယ်ပြည်ကျဲတွေပေးတယ်အဲ့မှာပြည်ကျဲတွေအားဗျာအဲ့ဒီကြီးရွာမှာလာပြီးတော့သူတို့ကစားပွဲတောက်ပွဲတွေလုပ်ကြတော့မိတ်ဆုံစားပွဲလုပ်ကြတယ်မိတ်ဆုံစားပွဲလုပ်မယ်ပြီးရင်ပြီးရင်ကျွန်တော်တို့မိသပိတ်လိုပေါ့ဗျာစားသပိတ်တပိတ်တွေလုပ်မယ်ဓာတ်ပုံတွေကိုသူတို့ရဲ့ဒေါ်လာတွေကြီးပို့မယ် ပို့မယ်ဒါတွေကခေတ်တို့ကျန်တဲ့ကျန်တဲ့ကျွန်တော်တို့အမောင်မချမ်းမီတွေတင်ကြမှာပေါ့ဗျာအဲ့လိုကြီးပါကြပထမတက်ကလည်းလုပ်ပြီးသွားပြီအဲ့ဒီဘုံတို့ကြီးကစားတဲ့ကြောင်မှာလုပ်ပြီးသွားပြီအဲ့အကျံပထမတွေဆိုတော့အဲ့မှာအသက်မပြည့်သေးတဲ့ခလေးလေးလာသားအရွယ်ခလေးလေးနော်ကြောင်းသားအရွယ်ခလေးတွေလာသားအရွယ်ခလေးတွေရပါတယ်အဲ့ဒါလည်း PDF တွေပဲလားဟမ်အမအသက်ကြီးကြီးတဲ့အမျိုးသမီးအကုန်လုံးဆုတ်ဖြတ်နေတာပြီးလို့ရှိရင်အမျိုးသမီးငယ်လေးတွေအဲ့ဒါလည်း PDF တွေပဲလား မင်းတို့ပြောသလို PDF လည်းရှိရင်ရှိရင်အဲ့ရွာမှာဒါပေမဲ့အဲ့ဒီရွာမှာနေထိုင်တဲ့ပြည်သူတွေရှိတယ်လေရွာဖြစ်တဲ့အတွက်ပြည်သူရှိတယ်လေပြည်သူဖြစ်တဲ့အတွက်မင်းတို့ပြောသလိုပဲဘယ်ဘက်ကိုကြည့်ကြမင်းတို့စစ်ဘက်ကရွာထဲဝင်သွားတယ်အဲ့ဒီပြည်သူကထိုင်ကြည့်နေရမှာပဲနော်တော်လိုင်းရဲ့ဘက်ကရွာထဲဝင်သွားတယ်အဲ့ဒီပြည်သူကထိုင်ကြည့်နေရမှာပဲအားပေးတယ်မပေးဘူးထောက်ခံတယ်မခံဘူးဆိုတော့သူတို့ရဲ့သဘောထားနော်အဲ့တော့မင်းတို့စစ်တပ်ကကြတော့ရွာထဲဝင်လို့ရှိရင်တိုင်းပြည်ရဲ့စစ်တပ် PDF ရွာထဲဝင်အဲ့ဒီရွာတပုံဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိလားမရှိဘူးလား ဟုတ်လားဟမ်အဲအနီမကြီးရဲ့မုံရွာဆလင်းကြီးအဲချောင်းအဲ့ဒီအဲ့ဒီအုပ်စုကကျွန်တော်တို့ဒီပီဒီယာခေါင်းဆောင်လေးတို့ရဲ့အုပ်ချုပ်ရေပေါ့ဗျာတို့ကပါကပါတို့ပါလာပါတို့အဲ့ဒီအုပ်စုတွေကအဲ့ဒီရွာမှာစုံပြီးတော့စားပွဲတာပွဲလုပ်လုပ်ကြတယ်ပြီးရင်ကျွန်တော်တို့မီးတပိတ်ပေါ့ဗျာစီမီးတပိတ်လုပ်ကြတာပေါ့စားပွဲတာပွဲလုပ်တယ်စီမီးတပိတ်လုပ်တယ်ပထမရက်ကတော့ဓာတ်ပုံနဲ့တက်သွားပြီဓာတ်ပုံနဲ့တက်ပြီးတော့တို့ကအဲကျန်တဲ့တို့ဒါလုပ်ရင်ဒါပဲဒါရမယ်ဆိုတဲ့လူတွေပုံတွေပေးတယ်ပတ်စံယူတယ်ပတ်စံယူတယ်အဲ့ဒီရွာအဲ့ဒီနေရာကိုကျက်ပလိုက်တာအဲ့ဒီခြေရွာရဲ့ဒီနေရာကကျွန်တော်တို့ပတ်စံယူတယ်တူတေချာတည်တယ်ဟွန်း ကြည်အဲ့လိုမျိုးအဲ့လိုပါဇက်သက်ရှိအောင်ပြောပြတာဒီကောင်းလေပြောရဲတာကိုလည်းကျွန်တော်ချီးတူးပါတယ်စကားတကုံးကိုဟောက်လားမဟောက်လားမသိဘဲနဲ့ပါဇက်ကလော်လော်ကူထွက်သွားတဲ့လူတန်းသားတွေကိုကျွန်တော်အံ့ဩတယ်ဒီလူတွေကိုတန်ဖို့ဘာလို့တရောင်မဲ့အောင်နေကြလဲဆိုတော့ဟမ်ကိုလေနဲ့ကိုပါဇက်နဲ့ရင်းပြီးတော့ကိုကိုတန်ဖို့မဲ့အောင်လုပ်ပြတာကျော်စိုးဘွားအဲ့ဘွားရောက်နေတာကြည်နီးမျိုးစုံလုပ်နေတာအဲ့ဒီနီးမျိုးစုံအောက်မှာဘာဖြစ်လဲကြားလေကြားလေပြည်သူတွေဘွားကနှစ်မျိုးနှစ်မွန်းလာတယ်အဲ့တော့ခက်မြန်ပွဲတာပြတ်ဖို့ရည်ကြီးတယ် ။နော်ကျွန်တော်ဒါကြောင့်မလို့အောက်မှာရှိတဲ့တိုင်းရင်းတပ်ဖွဲ့ရဲဘော်နေနေနဲ့ပြက်သားတဲ့အရာကိုပြက်သားပါ။ရန်ငါပြက်တဲ့အရာကိုရန်ငါပြက်ပါ။တချို့တလေပြည်သူကအတိတရားမရှိဘူး။ဝင်းကပြောသလိုအတိတရားမရှိတဲ့လူလန်းသားတွေသူတို့ကောင်မျိုးနဲ့ပတ်သက်တယ်။ right အစွမ်းကြောင့်ပေါက်သွားလို့မနေဘဲကောင်မောင်းတမ်းပြောတာဖြစ်သွားတယ်လို့မနေဘဲဆက်လာပါလိမ့်မယ်တိုင်းပြည်ရဲ့တရားစတာကိုခုတ်ထုတ်နေတဲ့သူတွေခင်ဗျားတို့ကောင်းမှမှာရှိပါတယ်။အော်ဒီသင်းပြန်ချုပ်ချင်တာကကျွန်တော်တို့အော်တိုဘားလ6ရက်နေ့က6မြို့နယ်ဘုံတိုး ဘုံတို့ကြည့်အောင်စာတင်ကြောင်းမှာစကန်းချနေအကြမ်းဖက်အုပ်စုတွေကတော့ပါရာမိုတာရဲ့လက်စွမ်းကြောင်းမှောက်သွားပါလေ။ကောင်းပါလေကျွန်တော်တို့ဒါဒီမှာပါရာမိုတာမောင်းတဲ့တက်မိုတာကျွန်တော်ဂုံပြပါလေ။ဒါကကျွန်တော်တိုင်းပြည်တိဆောက်တာပါ။အကြမ်းဖက်အုပ်စုတွေကိုကျွန်တော်တုံ့တင်တိုင်းလေးလေးကျွန်တော်လည်းတိုင်းပြည်ရဲ့တည်ငြိမ်ကရှေ့ကိုရောက်လာရောက်နေလေးပါ။ဒါကြောင့်ကျွန်တော်တို့လှုပ်ရှားကြပြက်ပြက်သားသားလှုပ်ပါ။ပြက်ပြက်သားသားလှုပ်ပါ။တက်မိုတာရဲ့လက်ကကျွန်တော်တိုင်းပြည်တိဆောက်တဲ့လက်ပါ။အဲ့လိုပဲကျွန်တော်တို့ရဲ့လက်တွေကလည်းတိုင်းပြည်တိဆောက်တဲ့လက်တွေပါပဲ။လှုပ်ရှားကြလှုပ်ပါပြက်ပြက်သားသားလှုပ်ပါ။ဒါပဲကျွန်တော်တို့ကဲအဲ့ဒါဆိုပြောချင်တယ်ကွာ။နော် ဘာဖြစ်လဲတက်မတော်သားတွေလက်ကဘာဖြစ်သူပြောတာလူပဲဘာဖြစ်လဲကျွန်တော်ရဲ့တိုင်းပြည်ရဲ့တည်ရေးကရှေ့ကိုရောက်လာရောက်နေလေပါဒါကြောင့်ကျွန်တော်တို့လှုပ်ရှားကြည့်ပြက်ပြက်တသားလှုပ်ပါပြက်ပြက်တသားလှုပ်ပါတက်မတော်သားရဲ့လက်ကကျွန်တော်တိုင်းပြည်တိဆောက်တဲ့လက်ပါအဲ့လိုပဲโอเคမင်းတို့လက်ကတိုင်းပြည်တိဆောက်တဲ့လက်ဟုတ်လားအားလားဆိုသူတို့လှုပ်ပါတိုင်းပြည်ကိုတိဆောက်တဲ့လက်လေဘေးရန်ကင်းဝေးပြီးတော့အနေရကင်းပြီးအောင်မြင်ပါစေတိုင်းပြည်ကိုဖျက်တဲ့လက်လေဒီဘဝအစပြီးဘဝဆက်တိုင်းကိုမေကိုလိုးပြီးတည်ခြင်းသွင်းနဲ့တည်ရပါစေကဲအဲ့ဒါပြောလိုက် နော်မင်းတို့ကငါတို့ကိုပြောမနေနဲ့ဟုတ်တယ်နော်တိုင်းပြည်ကိုတိဆောက်တဲ့လက်လေနော်အမှန်တရားဘက်ကရက်တည်တဲ့လက်လေအကျမ်းဘက်ကိုနှိမ်နှင်းတဲ့လက်လေအောင်မြင်ပြီးတော့ဘေးရန်ကင်းပါစေမြန်မြန်အောင်မြင်ပါစေနော်တိုင်းပြည်ကိုဖျက်ဆီးတဲ့လက်လေအဲ့ဒီဖျက်ဆီးနေတဲ့ကောင်တွေကိုအားသေးအားမြောက်ပြုတ်တဲ့ကောင်တွေဒီဘဝဆက်ပြီးတော့ဘဝဘဝဆက်တိုင်းကိုမေကိုလိုးတဲ့ကောင်တွေဖြစ်ပါစေနော်ပေဒီဘဝလည်းကောင်းကောင်းမသိဘဲနဲ့ပေကြီးစိုးနဲ့သိကြပါစေ ဘလို့လဲအဲ့လိုကိုမကောင်းဘူးလားချိန်ရဲလားအဲ့လိုမျိုးချိန်လိုက်နော်အဲ့ဒါအကောင်းဆုံးပဲဟုတ်တယ်နော်မျှတာလေနော်ကျွန်တော်ပြောတာဟုတ်တယ်မလားဘာလို့လဲစကားတွေအများကြီးပြောနေလို့ဟုတ်တယ်နော်ဟုတ်တယ်နော်ကျွန်တော်ပြောတာအဲ့လိုအဲ့လိုပြောရင်မကောင်းဘူးလားဒါမျှတာလေဟုတ်နော်ကျွန်တော်တို့လုပ်လေကျွန်တော်တို့ခံတယ်သူတို့လုပ်လေသူတို့ခံအဓိကကဓမ္မကအနိုင်ယူလိုက်မယ်နော်တစ္ဆာတရားကအနိုင်ယူလိုက်မယ်ဘယ်သူတွေက တိုင်းပြည်ကိုဖျက်နေတာလဲဘယ်သူတွေကတိုင်းပြည်ကိုတိဆောက်နေတာလဲဓမ္မကတိပါတယ်ကျွန်တော်ရဲ့ channel ကိုနှစ်သက်တယ်ဆိုရင် လိုက် schedule ပြခဲ့ဖို့လည်းမမေ့ကြပါနဲ့ကြည့်ရှုပြီးတဲ့သူတိုင်းကိုလည်းကျေးဇူးတင်ကြောင်းထပ်လောင်းထပ်မှန်ပြီးပြောကြရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်